ရဆိုတဲ့ character ကငယ်ငယ်လေးတည်းက6နဲ့9နှစ်တည်းက drum ပြီးပြီးတော့ drum တစ်ခုတည်းနဲ့ပဲဘဝကိုရှင်သန်လာတယ်ဆိုတဲ့ဟာမှာတိမ်မြင့်ကျော်15နှစ်တီးလာတဲ့ drum လက်တံကို experience ရှိပြီးသားအိုက်တာကိုဘယ်လိုသွားတင်မလဲပေါ့အဲ့တော့ drum တီးတက်ပြီးသား15နှစ်စာတင်ပြီးတီးတက်ပြီးတီးတက်ပြီးသားလူကိုပဲတေးဥဆောင်တင်ပြီးလိုက်ရတာပို့ပြီးတော့ right choice ဖြစ်မလားဆိုပြီးတော့အဲလက်လည်းစဉ်းစားနေတာပေါ့အဲ့တော့အဲ့တော့အဲ့တခင်းလေးဒီကောင်နဲ့လှုပ်ရင်းလှုပ်ရင်းနဲ့ဒီကောင်ဖြည်းဖြည်းချင်းမြားယူပါလားခုနပုတ်လောက်တွင်းပြီးွားတော့မှပဲလှုပ်ကြည့်မယ်ဗျာဒီပိုင်းလာတော့အချိန်မလောက်ကြာခဲ့လဲဒီမင်းသားလေးကိုဆွဲဖို့အတွက်ကဗျာလေအာကျွန်တော်ကျွန်တော်ကျွန်တော်မထွက်ဖြစ်လိုက်တဲ့တီးတပုတ်စာပဲပြောရမှာဘတ်ဂျက်အနေနဲ့ဆိုရင်တော့တကားစာဘတ်ဂျက်တော့မဟုတ်ဘူးနှစ်ကားစာဘတ်ဂျက်တော့ဖြစ်သွားတယ် အတက်နိုင်ဆုံးတော့ကြိုးစားထားတယ်ပေါ့နော်ဒါပေမဲ့ဟိုကြိုးစားထားတိုင်းလေတစ်ခါလေကြာရင်မျောလင်းတဲ့အတိုင်းဖြစ်ချင်မှဖြစ်တာလေဗျအဲလိုမျိုးဆိုတော့ဟိုဘယ်လိုဖြစ်ဖြစ်တော့အတက်နိုင်ဆုံးတော့ကြိုးစားခဲ့တယ်ကြိုးစားခဲ့ပြီးတော့လည်းပဲဟိုအဟိုဒီဘက်မှာလည်းပဲဒီပြဿနာနေနိုင်အခြေအနေတွေဟိုဖြစ်တော့ကိုကိုဘက်ရုပ်ရှင်ပွဲတော်လေးပြီးတော့ဝင်ပြိုင်ကြည့်ရင်ကောင်းမယ်ဆိုပြီး idea ရတာနဲ့ဟိုဝင်ပြိုင်ကြည့်ရင်ねပြိုင်တော့၄၅ဘွဲပါ နောက်စောင့်ရမယ့် အဖြေဆောင်ရမယ့်ပွဲတွေလည်းရှိသေးတယ်ဒါပေမဲ့ဟိုဒီပွဲလေးကတော့တက်တက်တသားအဖြေထွက်သွားတာပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့900 900နေမှာ136ကား136ကားမှာအစဉ်30ပြန်ရေးရပေါ့နော်အဲ့30တဲ့ရမှာဘယ်လိုအခွင့်ကားနဲ့အပိတ်ကားအဖြေရွေးချယ်ဖို့အဲ့30တဲ့ရအကောင်းဆုံးပြန်ရေးရတယ်အဲ့ဒါကိုကျွန်တော်တို့အခွင့်ကားအဖြေပြသဖို့ရွေးချယ်တတ်မှတ်ခြင်းခံရလို့ဆိုတော့အဲ့ဒါကိုရီဘက်ကဘာမှလုပ်လို့ရတဲ့ဟာတော့မဟုတ်ဘူးပြဟို30တဲ့အရွေးခံရတဲ့အထီတော့ ဒါဒါဒါကိုရီးယားကိုရီးယားစ조사မှုလို့ပြောလို့ရအဲ့ဒီဟိုဟာကကြတော့ opening film ဖြစ်သွားတာကြီးကကြတော့ဒါဒါဟို luck ကော skill ပေါ့နော်အဲ့လိုမျိုးဆိုတော့တော်တော် impress ဖြစ်ဖြစ်သွားတာပေါ့ကိုရီးလိုနိုင်ငံလေးအနေနဲ့ပေါ့လေဟုတ်ဆိုတခြားကိုရီးထက်စွာတဲ့နိုင်ငံကြီးတွေလည်းအများကြီးပဲကားတွေရဆိုတော့လေအဲ့လိုအဲ့လိုမျိုးလေးတော့တခုအခုတော့အဲ့လိုဂျင်းနဲ့ပီတီဖြစ်ရတာပေါ့လေအဲဒီကားလေးစပြီးတော့လုပ်မယ်ဆိုတော့ အမှန်မှန်ဆိုနောက်ဆုံးမှသိတာကတော့မိပါပဲအဖေနဲ့အမေကနောက်ဆုံးမှသိတာပဲဘာဖြစ်လို့လဲဆိုတော့အရင်တော့အချိန်ကာလတစ်ခုကြာအောင်စီဖြူးဆိုတာဖြစ်လာအောင်အဖေနဲ့အမေကလုတ်ခဲ့ပြီးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီ30ကျော်လာတဲ့အထီတော့တက်ပြီးတော့ဒီအမှုပညာအတွက်မိဘငွေတက်ပြီးဖိုက်ထုတ်နေရတယ်ဆိုတာမျိုးကိုမဖြစ်ချင်လို့ကျွန်တော်ကိုယ်တိုင်အဲ့လိုမျိုးကုမ္ပဏီတွေအခု30ကျော်တယ်အဲအဲတိုက်ဒီအဲ ရှိတယ်ပေါ့နော်အဲ့လိုအများကြီး like like ပြီးတော့ collaborate လုပ်တာပေါ့နော်ဒါမျိုးကလည်းဒီမှာဒီမှာတိတ်ဟိုဟာဟိုမှဖြစ်ကြပြီးတော့ကျွန်တော်ကအဲ့လိုမျိုး collaborate like လုပ်တာပေါ့ကျွန်တော်50%ပါမယ်ကျန်တဲ့သူ20% 30%ဘယ်လိုလုပ်ဘယ်လိုပါအဲ့လိုမျိုးတွေပါကြီးကျွန်တော်ဟိုဟာဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တို့ခက်ခဲကြံကြတာလေးတွေတော့ရှိတာပေါ့ဗျာအဲအဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့ဒါမဲ့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဆက်ယူခဲ့တယ်ပေါ့အဲဆက်ယူခဲ့တော့လဲယူလို့ယူခဲ့လို့ဟိုထူးခွင့်ရသွားတယ်ပဲ ပြောရမှာပေါ့ဗျာမီယာဆိုတဲ့ character ကငငယ်လေးတွေက6နဲ့9နှစ်တည်းက drum ပြီးပြီးတော့ drum တစ်ခုတည်းနဲ့ပဲဘောအုပ်ရှင်းတန်းလာလို့ဆိုတဲ့ဟာမှာဒီဆယ်မြင့်ကျော်15နှစ်တီးလာတဲ့ drum လက်တံကိုကျွန်တော်ဒီ experience ရှိပြီးသားအိုက်တာကိုဘယ်လိုသွားတင်မလဲဟုတ်အဲ့တော့ drum တီးတက်ပြီးသား 15နှစ်စာတင်ပြီးတက်ပြီးတီးပက်ပြီးသားလူကိုပဲတရုတ်ဆောင်တင်ပေးလိုက်ရတာပို့ပြီးတော့ right right ဖြစ်မလားဆိုပြီးတော့အဲလည်းလည်းစဉ်းစားမိတာပေါ့အဲ့တော့စဉ်းလိုက်စဉ်းလိုက်အခန်းအခန်းအခန်းကကျွန်တော်တို့ script development ရော character development ရောအဲ့လိုတိဆောက်ပြီးတော့လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရင်းနေလာတဲ့စကားတွေဆိုတာလည်းပဲကျွန်တော်တို့ကိုပြီးတို့ရဲ့စကားတွေပဲဖြစ်မှာပေါ့အဲ့ကျွန်တော်မနေ့ပြောယူရတာပြောကျွန်တော်မနေ့ပြောယူရတာကျွန်တော်အဲကျွန်တော်ကတချင်းနေလဲ ကိုကကိုကိုကိုတရားဖက်နားထောင်မှုပဲကိုလုံနေရရှိတာဟုတ်အဲ့လိုမျိုးကျွန်တော်ကလည်း reggae ဆိုတော့လည်းပဲကျွန်တော် reggae တချင်းတွေကြတော့လည်းဟိုအချစ်တချင်းတွေမဟုတ်တော့လည်းအဲ့လိုလူကြိုက်များတဲ့တချင်းတွေတော့မဟုတ်ဘူးဗျာအဲ့ကြောင့်ကိုကကိုပဲနားထောင်နေပြောတာပေါ့အဲ့တော့အဲ့တချင်းတွေဒီကောင်နဲ့လုံရင်လုံရင်နဲ့ဒီကောင်ဖြည်းဖြည်းချင်းမြားယူပါလားဖြည်းဖြည်းမြားယူခုနပုတ်လောက်တွင်းပြီးသွားတော့မှပဲလုံကြည့်မယ်ဗျာဒီပိုင်းလာတော့အချိန်မလောက်ကြာခဲ့လေဒီမင်းသားလေးကိုဆွဲဖို့အတွက်ကဗျာလေအာကျွန်တော်ကျွန်တော်ကျွန်တော် မထွက်ဖြစ်လိုက်တဲ့တီးတပုတ်စာပဲပြောရမှာအင်းပေါ်ဖန်တီးတာတလာခွဲဆိုတာရိုက်တာကိုပြောတာပါဟုတ်ဆိုပြင်စင်နာထောင်းတာဆိုဒီကားရဲ့အစအလေအဆုံးအခုချိန်ထိဆိုလို့ရှိရင်ကျွန်တော်တို့ကြာခဲ့တာတစ်နှစ်3လနဲ့နှစ်ပတ်ရှိပါပါမထင်သလောက်လည်းမဟုတ်ဘူးထင်သလောက်လည်းမဟုတ်ဘူးလို့ပြောရမှာပါပဲအဲ့လိုမျိုးပေါ့နော်ပြောရမှာပါအဲ့လိုမျိုးပေါ့ဟိုဘတ်ဂျက်အနေနဲ့ဆိုရင်တော့တကားစာဘတ်ဂျက်တော့မဟုတ်ဘူးနှစ်ကားစာဘတ်ဂျက်တော့ဖြစ်သွားတယ်ဒါပေမဲ့နှစ်ကားစာဘတ်ဂျက်ဖြစ်တဲ့အထူး အတွက်အခုလိုရတဲ့ achievement ကြတော့လေ worth it ပေါ့နော်အဲအဲ့လို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 အားကြောင့်မလို့ကျွန်တော်ကအဲ့လိုမျိုးကုန်တယ်လို့လည်းပြောလို့ရတယ်မကုန်ဘူးလို့လည်းပြောလို့ရတယ်လို့ပြောတာပါဟုတ်အချင်းလွတ်နေတယ်တော်တော်ကောင်းပါတော့ဒီကခုနှစ်ပုတ်ခုနှစ်ပုတ်ဆိုတာပြီးတော့ထည့်တာလေးတွေကလည်းကြည့်ကြည့်ရင်သိမှာပေါ့อืมဟုတ်ဟုတ်